ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးနဲ့မင်္ဂလာပါခင်ဗျာပါတော့ဝမ်းသာစရာသတင်းပေါ့ရွှေကျင်မြို့နယ်31ရက်5 2025 25ရွှေကျင်မြို့နယ်ကြောက်တန်းကြောက်တန်းလုပ်ငန်းရှင် ရာဘာချန်အတွင်းထမှန်ခြေကုတ်ယူနေသော KNUPD ရဲ့အဖွဲ့ကိုမိမိဘက်မှ984မှဒုတိယအကြိမ်နေမြေဝင်ရောက်ရှင်းလင်းရာ9လောင်း9လက်ရရှိကြောင်းတင်ပြအပ်ပါတယ်တဲ့နော်အဲ့တော့ဟို PDF တွေကလည်းကျွန်တော်အော်လို့ပြေးမှာပေါ့ မတတ်နိုင်ဘူးလေပြေးတော့ပြေးပေါ့ကိုဘုံရေးတဲ့ကျွန်တော်ကမကွေးတိုင်းဒေသကြီးမင်းမှုခရံရှိရှေတုတ်တရာမြို့နယ်ကပါတဲ့ကျွန်တော်တို့မြို့ရဲကကြီးအောင်ကျေးရွာမှာအကျန်း PDF တွေရောင်းနေတာအရှင်းဆုံးကိုလည်းတင်ပြပါတယ်တဲ့ဒါပေမဲ့အခုချိန်ဒီရှင်းလင်းမှုမရှိလို့ဘာမှမလုပ်ပဲနေကြတယ်တဲ့သူတို့နေတဲ့တီနေရာတွေကိုခမန်းမြေပုံညွန်းနဲ့တကွာသက်ဆိုင်ရာကိုတင်ပြပါတယ်တဲ့အဲ့ဒါအခုချိန်ဒီရှင်းလင်းမှုမပြုတ်လုပ်ပါဘူးတဲ့ရွာကဒေသခံတွေကလည်းစိတ်ညစ်နေကြပါပြီတဲ့ ရွာကိုလေရင်နဲ့ဘုံကျဲဖို့ဆိုလေကျဲပါတော့တဲ့ PDF တွေအနိုင်ကျင့်တဲ့တံကိုမခံစားရနိုင်တော့လို့ပါတဲ့စားစရာဆန်တွေလည်းကုန်ပြီတဲ့သူတို့ကိုပေးရလို့ဆိုပြီးပြောနေကြပါပြီတဲ့ဒီလောက်တေးသေးကြကြတီးတီးကြကြတရင်တရင်ရတာကိုဘာမလို့မရှင်းပြတာလဲတဲ့စေတုတ်တရားမျိုးမြောက်ဘက်အချမ်းမှာဆို PRA PDF CDF အဖွဲ့တွေကရွာရေတော်တော်များများမှာဝင်နေပါပြီတဲ့ခုတင်များတဲ့ကြီးအောင်ရွာဟာဆိုရင်မြို့ရဲ့တောင်ပယ်ချမ်းဖြစ်ပါတယ်တဲ့ တောက်ဘက်ချမ်းကိုလည်းမြောက်ဘက်ချမ်းလိုပဲလွှမ်းမိုးမှဆိုးရိမ်ပါတယ်တဲ့အချိန်မီရှင်းလင်းပေးဖို့သက်ဆိုင်ရာတွေကိုကိုကုန်းမတစင်တင်ပြပေးပါတဲ့နော်ဒါကတော့ PDF တွေတော်တော်လေးကိုရက်ဆက်နေတယ်ပေါ့နော်ဟိုပါပေါ့နေမီဒေတာတွေပေါ့အဲ့တော့ကျွန်တော်တို့အိုးပေါ့နော်ဟိုအညာသူအညာသားတောသူတောင်သားယူသားတွေအေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေကတဖြည်းဖြည်းနဲ့ PDF တွေရဲ့အကြောင်းအောင်သိလာတယ်နောက်တစ်ခုကကိုဇော်ဘုန်းရင်လားရှင်နဲ့ညောင်မြို့နယ်အခြေချမ်းငတယောက်နေဘက်မှာစာတင်ကြောင်းတွေမဖွင့်ရဲကြပဲဖြစ်နေပါတယ်တဲ့ 22ရက်5လ2025ရက်နေ့ကကစင်သားမွေးចောင်းអុកគូတဲ့ចောင်းမခွင့်ရဘူးဒီ ਨੇ ကိုလည်းမလာရဘူးလာရင်တတ်မှာလို့ PDF တွေကချိန်ចောင်းလို့အခုဒီအနာကတခွိုက်အနာတခွိုက်ခက်လန်ကန်တဲကုန်းရှင်းနောက်အိုင်ကြီးတနက်ပင် စင်သားမွေးကလတဲဖြောက်စိတ်ပင်ပြာပုံကံမဈေးမကြီးမြောက်ကုန်းတော်ပြအိုရင်ကူကူတော့ ဂျိုးပင်သာဖလန်းကန်တောင်တော်ဆက်ဆက်ယူတေပင်တဲရွာပလဲမြေနေကန်နေကန်ဒီကြီးထံပေါက်နော်ထံပေါက်ကုန်းကန်တိန်စားတဲ့ရွာတွေမှာကြောင်းလက်ကြောင်းအဲ့လက်မခံရကြပါဘူးတဲ့ကြောင်းကနေရကြောင်းလား2025ရဲ့နေဖွင့်တော့မယ်တဲ့ငါတယောက်အားရကကြောင်းကြီးလည်းမဖွင့်ရကြဘူးတဲ့ငါတယောက်နေမီကိုဘလက်0တတ်မှတ်တော့မယ်လို့ PDF တွေကချင်းချောက်ကျွေးကြုံနေကြပါတယ်တဲ့ဒီငတယောက်နေမြေမှာထွေအိုးယုံလျက်စီယုံစတာတွေလည်းမခွင့်နာကြပါဘူးတဲ့နေမြေကန်လူတို့နဲ့ចောင်းသားမိဘတွေဌာနဆိုင်ရာဝန်ထမ်းတွေအရန်ကိုစိုးရိမ်နေကြရပါတယ်တဲ့ PDF တွေကဒီနေမြေမှာအကြမ်းဖက်လုပ်ရလုပ်နေရတာလုပ်နေရတာတဲ့အချိန်ကောင်းမနေတော့ဘူးတဲ့ကိုတော်ဘိုးဝေးကူညီနိုင်တဲ့လောက်ကလေးပြောပေးပါတဲ့နော်ဒါကပြည်သူရဲ့အတန်တွေပေါ့ဗျာအဲ့လိုအတန်လေးတွေ လက်ရအောင်អော်ပေးစီခြင်းတယ်ပေါ့ကျွန်တော်တယောက်တည်းမှမဟုတ်ပါဘူးဘ ᱹ ဒူပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကိုဘ ᱹ ဒူဟိုမှမနာလိုမရှိစိတ်ဖြစ်နေမှာမဟုတ်လုံနိုင်နေကောင်းလေပဲတိုင်းပြည်တွေเนาะကြောက်ပြူမြေပြင်အဖြစ်ပြက်ပေါ့လာပြီကြောက်ပြူမြေပြင်အဖြစ်ပြက်တဲ့တချို့ရှိပေမဲ့အလွန်စိုးရင်ရတဲ့အခြေအနေထိတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့ယခုလိုအချိန်မှာရေးတော့ကြီးလာပါတယ်တဲ့လုံးစရာရှိတာမလုံးရင်ဒီတက်စိုးရင်ရတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်တဲ့ ရန်သူကတဖွဲ့တည်းမဟုတ်ပါဘူးတဲ့ AAKIA DNN MNDAA PDF အကြမ်းဖက်အဖွဲ့အကုံပါဝင်တိုက်နေတာဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ဒါကြောက်ဖြူမှာလက်ရှိဖြစ်စဉ်တွေဖြစ်လာနိုင်တာကိုနော်ဟိုဒါကစည်ရေးသတင်းလည်းမဟုတ်ဘူးဒါကဖြစ်လာနိုင်တဲ့ဥစ္စာတွေကိုသုံးသက်ထားတဲ့နေမြေကန်ရဲ့တယောက်ကရေးပို့ထားတာဒါကျွန်တော်ကတော့ကျွန်တော်ရဲ့အဘော်လည်းမဟုတ်ဘူးနော်ဒါကျွန်တော်ကဟိုသူတို့မေးတယ်ကျွန်တော်ဒီဥစ္စာကို စပီအောင်လုပ်ပေးရမလားဆိုတော့လုပ်ပေးရမယ်တဲ့။ကြောက်ပြူနာအေတို့ကရေတပ်ဌာနချုပ်ကိုအဓိကထားတိုက်နေတာတွေ့ရတယ်တဲ့။အေတို့ကမြို့ပက်လန်းကမြို့ပက်လေကတောင်ကုန်းတွေကိုတိန်းထားတယ်တဲ့။တိန်းထားတဲ့တောင်ကုန်းတွေပေါ်ကနေလက်နက်ကြီးနဲ့တနေ့ကိုအလုံး20လောက်ပစ်သွင်းနေတဲ့။တက်ကလည်းပြန်ပစ်တယ်တဲ့အပြန်လန်ပဲတဲ့။အေးပြတဲ့လက်နက်ကြီးကဘုံစားအချို့တက်ဖက်ကိုတော့ထိမှန်တာမျိုးရှိနိုင်ပါတယ်တဲ့ရှိတယ်လို့ပြောတာမဟုတ်ဘူးတော့ရှိနိုင်ပါတယ်လို့ပြောတာပြီးရင်ကျွန်တော်စကားပြေဦးမယ်ကျွန်တော်လည်းကြောက်ရတယ်ပြောတာပြောတာ ေကမြို့နာကိုကတ်နေပြီတဲ့ရခင်၃လပိုင်းလောက်ကတဲ့အတင်းဝင်စီးတယ်တဲ့လင်းရင်ပြစ်ကူပေးတယ်လို့စစ်သင်္ဘောတွေကလည်းပြစ်ကူပေးတော့အဲ့ဒီတုန်းကအေးအကြဆုံးများစွာနဲ့ပြန်ဆုတ်ခွာသွားတယ်တဲ့အခုကအရင်လိုတအားတက်မလုံးတော့ဘူးတဲ့လေမိုးချနေတာလည်းပါတယ်တဲ့နောက်ပြီးစစ်သားအစ်တတွေထပ်မံစုဆောင်းနေရတာလည်းပါတယ်တဲ့အခုအေးတွေထဲမှာမိမတွေကလေးတွေက အစပါလာတယ်တဲ့ဒီပုံစံဆိုအေးကရခိုင်တမျိုးသားလုံးကိုစစ်တဲခေါ်တွင်းလိုက်တယ်လို့ စစ်တဲခေါ်သွင်းလိုက်သလိုဖြစ်သွားပြီတဲ့နောက်ပြီးအေအေကအေယာဝရီ PDF ကိုဇယိတ်ထောက်ပံ့နေရတယ်တဲ့ပြောရမယ်ဆိုရင်ကြောက်ဖြူကိုတိုက်ဖို့ PDF ကို NUGC ကဒေါ်လာတန်းနဲ့ငားထားရတယ်လို့စစ်သုံးဘတ်တွေစီကတဆင့်သိရကြောင်းကြားသိရတယ်တဲ့အေအေကမိန်းကလေးအများအပြားကိုစနိုက်ပါအဖြစ်သုံးထားပြီးကလေးတွေကိုရှင်ပြေးအဖြစ်သုံးထားတယ်တဲ့စစ်ကြီးစစ်တပ်ဆိုရင်လူကြီးတွေကိုသုံးတယ်တဲ့နောက်ပြီးအေအေကအေယာဝရီကိုတိုက်ဖို့လူဝေတာမျိုးရှိတယ်တဲ့ ရန်ကုန်အေယာဝတီဘကိုးမကွေးထဲမှာရှိနေတဲ့ပွဲသားတွေကအလုရမယ်လို့ညာခေါ်ပြီးတော့မှ PDF တွေကိုထည့်လိုက်တာမျိုးတွေတွေ့ရှိရတယ်တဲ့။တရင်တွေထွက်လာတာကြားရတယ်တဲ့။လေးမျက်နှာဘက်မှာဆိုရင်ဖမ်းမိတဲ့ပြည်သူတွေကိုပြန်မလို့တော့ပဲစစ်တဲကိုထည့်လိုက်တာတွေရှိတယ်တဲ့။အေးစိတ်အင်အားများလာတယ်ဆိုတာတဲ့။သူသိမ်းထားတဲ့ဒေသတွေကိုစစ်တဲအတင်းထက်နေလို့ပဲတဲ့။အခုရခိုင်တစ်မျိုးလုံးနှီးပါတဲ့။စစ်တိုက်ကြရတယ်လို့ဖြစ်နေပြီတဲ့။ BNN ပုံစံမျိုးဖန်တီးပြီးစစ်တိုက်နေကြတယ်တဲ့။ တက်မတော်အနေနဲ့ရှော့တက်လို့တော့မရဘူးတဲ့ဘယင်ခေတ်ကလိုတိုက်မှာပဲလွယ်လွယ်နဲ့တိုက်လို့ရမယ်တဲ့ဒီပုံစံနဲ့ဆိုအေအေကရခိုင်ပြည်မှာတော်တော်နေရာယူထားတယ်တဲ့သို့တော်အေအေအမားလောက်လာရင်တော့မသိဘူးတဲ့ရခိုင်ရဲ့စိတ်တွေကိုကြည့်ရင်ရွေးကောက်ဝဲတုံးကားတဲ့ ANP ပါတီတခုတည်းကိုပဲမဲထည့်ခဲ့ပါတယ်တဲ့အမားတွေကသာပါတီအမျိုးမျိုးကိုပါတီအမျိုးမျိုးကိုတဲ့ထည့်ခဲ့ကြတာတဲ့ခုဆိုတဲ့အေအေကကြောက်ယူကိုကလေးလူကြီးမိမ့်မ အကုန်သုံးပြီးစစ်ထိုးနေကြတာတဲ့ဗမာတွေကတော့မိမိအေယာဝတီကို ရခိုင်တွေစစ်လာတိုက်တာကို ပြန်တွန်းလှန်ရကောင်းမှမသိဘူးတဲ့ပြေးမယ်ဆိုတာကြီးပဲတဲ့မြင်ဘူးတယ်တဲ့ထိုင်းကရခိုင်တွေဆိုတဲ့အလုတ်လုတ်ပြီးတဲ့ရခိုင်ရခိုင်ရခိုင်ပြည်ကိုပြန်လာပြီးစစ်လာတိုက်တယ်တဲ့ရောက်တဲ့နေရာကနေတက်နိုင်တဲ့လောက်ထောက်ပံ့တာတွေရှိတယ်တဲ့တပတ်မှလည်းတဲ့ TNN တွေကတဲ့စီရေနိုင်နေလို့တဲ့ စီရင်နိုင်နေလို့မွန်ရခိုင်ကရင်တို့ဘက်ကမဟာမိတ်လိုက်ခွင့်နေတယ်တဲ့မိုးကရင်တို့ကလည်းစစ်နိုင်ခြင်းလို့စစ်နိုင်ခြင်းလို့ဇောနဲ့လာသမျှကိုသူတို့မဟာမိတ်ခွင့်မှာမပူနေတဲ့စီရင်မှာ short တော့လို့မရဘူးတဲ့တပ်ဘက်ကစီရင်ကိုယခုတည်းပုံပြီးတင်းတင်းရင်းရင်းလှုပ်ရတော့မယ်တဲ့လူဝင်အားလက်နက်အင်အားလုံခြုံရေးဝစ်စုံပို့ပြီးတုံးဆွဲရမယ်လို့ယူဆတယ်တဲ့ PDF တွေဆိုတဲ့တနက်တွေရောဝစ်စုံတွေရောတဲ့တနက်တွေရောဝစ်စုံတွေရောတဲ့တကယ် quality ကောင်းတယ်သုံးထားတာတဲ့ ။ဘာပဲဖြစ်ဖြစ်အေကရခိုင်လူမျိုးအကုန်နှီးပါရင်းနေလို့ရှော့တော့လို့မရဘူးတဲ့။ရခိုင်နိုင်ငံတော်ခေါင်းကျင်နဲ့အကုန်လုံးကိုချနှင်းမှာတဲ့။ရခိုင်လူဦးရဲ့ထဝက်နှီးပါကိုဖြုံတီးပြစ်မဲ့ပုံစံမျိုးရှိတယ်တဲ့။တပတ်မှာဘင်္ဂလီဘင်္ဂလီကကောက်စားဖို့စောင့်ကြည့်နေပြီတဲ့။ပြဿနာလေးအစလုပ်ပြီးရခိုင်မျိုးကိုမကြခင်နင်းလိုက်မယ်တဲ့။တမတော်ကရခိုင် လူမျိုးအတွက်ခေါင်းရင်းခဲ့ရတာတဲ့။အခုကျေးဇူးတွေဆက်နေပါပြီတဲ့။ တက်မတော်ဒီတက်အင်အားတိုးရပါလိမ့်မယ်လို့ယူဆတယ်တဲ့တက်နောက်ကပြည်သူများစွာကြံသေးတယ်ဘယ်လိုစည်းရုံးစည်းရုံးမလဲအရေးကြီးပါတယ်တဲ့အေဘက်ကအလုံးစုံထိုးစစ်စတော့မှာပါတဲ့ကြောက်ပြူပက်လက်ဝိုင်းပြီးရှေပြေးနေပြီးဌာနချုပ်တခုရောင်းအောင်ပေါ်ဆောင်ပြီးမှလူတောင်းချီပက်လက်ဝိုင်းပြီးထိုးစစ်လှုပ်တဲ့စစ်စင်ရေးပါတဲ့ဘင်္ဂလားနဲ့လေးကျင်းထားတဲ့တက်မတော်ကနေရထားတဲ့အမြောက်တန်ချက်ကကားတွေတင်ကားတွေပါတဲ့တက်တွေပို့တော့မယ်လို့သတင်းရနေပါတယ်တဲ့လူတိုင်း သိနေတဲ့တိုင်းရင်းဌာနချုပ်နယ်မြေတွေမှာတမယိုးကြခံစစ်အတိုင်းခုခံစစ်အနေများပါတယ်တဲ့အဲ့လိုခုခံစစ်တွေကြောင့်ပဲအန်းနပါခအကြဆုံးသွားရတာပါတဲ့အေတွေမသိနိုင်တော့တဲ့တောတောင်ကာဝယ်ကိုရတဲ့နေရာတွေမှာဌာနချုပ်ခွဲတွေထားပြီးလူပြန့်ပြီးနေရောညမှာတံပြန်ထိုးစစ်စင်မှာအထူးသဖြင့်ဒရုန်းရချီပြီးသုံးပုံကျဲနေရမှာတဲ့အေတွေကအမြဲမြေပေါ်မှာမနေဘူးတဲ့ဒီကောင်တွေကမြေအောက်မှာတဲ့ရှေတန်းရှေတန်းဌာနချုပ်တွေခွဲပြီးတဲ့ BNN စစ်ပွဲတွေပုံစံအတုခိုးပြီးတိတ်တိတ်လေးပြင်ဆင်လှုပ်ဆောင်နေတာပါတဲ့ဘန်ကဖြက်မြေဆိုင်ဘုံတွေပါတုံပြီးကြိုတင်ရှင်းရမှာပါတဲ့ပေါ့မနေကြပါနဲ့တဲ့ဒီကောင်တွေအကြီးအကျယ်ပြင်ဆင်ထားတယ်တဲ့နိုင်ငံတစ်ခုနဲ့စစ်တိုက်တလို့ကိုတံပြန်ထိုးစစ်လုံးမှအတော်အသင့်ထိန်းနိုင်မှာပါတဲ့ပြည်တွင်းစစ်အစ်စ်မဟုတ်နိုင်ပါဘူးတဲ့နိုင်ငံကျူးကျော်စစ်တစ်ခုနေပါပြင်ဆင်ထားတာပါတဲ့တံမတော်ခေါင်းဆောင်တွေနားရဲရောက်ဖို့လှုပ်ဆောင်ပေးကြဖို့ပေါ့မနေကြပါနဲ့လို့ရခိုင်တောင်ပိုင်းသားတယောက်မှအကြံပြု ရခိုင်တောင်ပိုင်းသားတယောက်မှာအကြံပြုပါတယ်တဲ့ရခိုင်ကိုထိုးစစ်အမြန်ဆုံးစတင်ပြီးအချိန်မင်းပြင်ဆင်ရင်မိပါသေးတယ်တဲ့မိနေမှာဆိုလို့တင်ပြတာပါတဲ့နော်အဲ့ဒါတော့ဒါဒီရခိုင်တောင်ပိုင်းကနေပြီးတော့မှဒီဟာကိုသူတို့သိထားတဲ့အချက်လက်တွေကိုတက်မတော်ကိုတစ်ဖက်ကသူကလုံးဝပေါ့နော်ဒါဟိုကဖြစ်တဲ့အနေအထားမျိုးနဲ့ရေးပြီးပို့တာဒါမှန်ပါတယ်ပေါ့နော်ဒါကြောင့်မို့လို့လေကျွန်တော်ကဖတ်ပြတာပါကျွန်တော်တို့ တက်မတော်မှာလည်းအထက်အောက်မှာတခါတလေလင့်ပြတ်သွားတာတွေရှိတယ်အချိန်ဆက်မမိတာတွေရှိတယ်အဲ့အတွက်ပေါ့နော်ဟိုပြောပြရကြည့်ပြတယ်ကြားပြီနဲ့31ရက်9လ2025တိုက်ပွဲတွေငြိမ်နေတယ်လို့ဖြစ်နေတယ်တဲ့အဓိကပြစ်မှတ်တွေကရှမ်းတောင် ဖြစ်လာနိုင်တယ်တဲ့ရှမ်းကယားနယ်စပ်အိုင်းမြို့ရွာတွေမှာဂယူးဆိုင်ဖို့လိုတယ်တဲ့မိုးရင်းကာလမှာအကျန်းဘက် KNDF နဲ့ KNPP ဟာမောင်ကိုလန်းတောလန်းတောင်မူတောင်မူ လန်တန်လွင်မြေကြောင်းကနေရိတ်ခါဆေးဝါးလက်နက်ခဲရန်တဲယူဝက်ခက်ခဲနေတယ်အဓိကထိုင်းနေစက်လန်တခုပါပဲတဲ့ရှမ်းတောင်အကြမ်းဖက်များနဲ့ကရင်နီ KNDF တို့ပူပေါင်းအဖွဲ့များဆောင်းများဆောင်းပြောင်းလိုပဲတဲ့နောင်ထောင်နောင်ထောင်စီဆိုင်တကြောပြန်လဲစစ်ပွဲဖန်တီးနိုင်ပါတယ်တဲ့နော် ဖန်နီးနိုင်ပါတယ်တဲ့။နောင်တောင်ဘက်မှာအင်အားဖြည့်လှုပ်ရှားနေပြီးအလစ်ဝင်တိုက်တက်ပါတယ်တဲ့။ရှမ်းတောင်မှာစောင်းပြောင်းပလောင်လန်းစကားမြို့လန်းစီဆိုင်လန်းတွေပဲရှိတယ်တဲ့။ဒါကြောင့်နေဆက်လုံကြုံရေးအထူးဂရုစိုက်ဖို့လိုပါတယ်တဲ့။နော်။သူကတော့ကိုဦးဆိုလာပြီ။အဲ့တော့တော့ကျွန်တော်ကတော့ဟိုဒါတည်ကျင်တဲ့အရာလေးတွေရှိတာကိုလေကျွန်တော်ဒါဟိုတည်ထားသမျှလေးတွေကိုကျွန်တော်ပြောပြတာပေါ့နော်။အဲ့တော့ ရခိုင်ဟိုဒီကြောက်ဖြူဟိုအရင်တုန်းကကြာတော့ကြာခဲ့ပြီကျွန်တော်လဲအဲ့ဒီအချိန်မှာကျွန်တော်ကဘယ်မှာရှိနေလဲဆိုတော့တောင်ကြီးမောင်ရေးချမ်းအိမ်မှာရှိနေတယ်။နော်တောင်ကြီးကခပြားဆရာမောင်ရေးချမ်းအိမ်မှာကျွန်တော်ရှိနေတော့အဲ့မှာရခိုင်ဘက်ကနေတရင်ပေးလာအောင်တရင်ပေးလာတော့သူတို့ကဘာရည်တရင်ပေးလာတယ်ဆိုတော့ညဘက်ဆိုရင်နဲ့အဲ့ဒီကြောက်ဖြူဘက်ကိုတဲ့စစ်ကားတွေ၁၀စီး၁၁စီး၁၂စီးအဲ့လိုသွားနေတယ်တဲ့ လို့သွားနေတယ်ဆိုတော့ကျွန်တော်သတင်းလာတော့ကျွန်တော်အဲ့အကိုကြီးကိုပို့တာပေါ့အကိုကြီးနဲ့ဘေးမှာရှိတော့အကိုကြီးဒီသတင်းနေရခိုင်းပါတယ်ဒီလူတွေပေးတဲ့သတင်းနိုင်နေမယ်အဲ့လိုမျိုးပဲသူတို့ကလာတာမှမြင်နေရတာပေါ့သူတို့ကညာအဲ့လိုတကောင်ချင်း12နာရီ2နာရီ3နာရီ3နာရီအဲ့သွားတယ်မနေ့ကျရင်တော့8တယ်အဲ့ဒါပြင်ဆင်နေခဲ့တာကြာပြီဒါပေမဲ့အဲ့တုန်းကတစ်ချိန်ကျွန်တော်အဲ့လိုမျိုးပြောတယ်နော်ပြောတော့ပြောတယ်ဆိုတာဒါပြောပြတာပါဟိုလိုမျိုးဖြစ်လို့ပြောတာမဟုတ်ပါဘူးနော် ဲ့ဒါအဲ့ဒီအကိုကြီးကချက်ချင်းသူကလဲကြောက်ယူမှာနော်အဲ့ဒီကိုကြီးကပတ်စင်တရားအမကြောက်ယူမှာသူ့တငယ်ကြီးရှိတယ်သူလှမ်းပြောလိုက်ပြောပြီးနေရတော့ကျတော့အမတိုက်ပွဲဖြစ်ကုန်သုံးလပိုင်းသုံးလပိုင်းလောက်တော့တိုက်ပွဲဖြစ်ကုန်အခုအဲ့တောင်ကြီးဆရာမောင်အေးချမ်းမသိသေးဘူးမင်းကြည့်လို့ရတယ်နော်အဲ့တရင်တွေရတယ်အခုအဲ့တရင်ပေးတဲ့လူတွေပြေးရပြီလားမသိဘူးနော်အဲ့ကြောက်ယူမှာအဲ့လိုတွေဖြစ်တော့ ဟိုပြေးရတာလားဘယ်ရောက်ကုန်လဲတော့ကျွန်တော်လည်းမသိဘူးအဲ့တရင်နေတော့မရတော့เนาะအဲ့တော့ကြတော့ဟိုကျွန်တော်တို့ကเนาะနိုင်ငံနဲ့လူမျိုးကိုအေးချမ်းစေချင်တာเนาะကျွန်တော်အနေနဲ့တူတဲ့တယောက်တည်းကတော့ဖြစ်လာတဲ့ပြဿနာဆိုကျွန်တော်အကုန်ရင်ဆိုင်ပါပဲเนาะကျွန်တော်ကအဲ့ကြောင့်မို့ကျွန်တော်စိတ်ဆင်းရဲလားလို့မေးရင်လည်းကျွန်တော်စိတ်မဆင်းရဲဘူးဘာမှလည်းဆင်းရဲစရာအကြောင်းလည်းမရှိဘူး